ာတိဖေးကျော်တော်အလိုတဲဟုတ်ပါလားဂျာနယ်ဆောင်လက်မှာကင်ထားတဲ့မင်းပြူជីနူးဝမ်းသာသွားတယ်23မေ2009ဆိုရင်မန္တလေးမြို့ကြီးတည်တာနှစ်150ပြည့်တော့မယ်တဲ့မင်းပြူသူတိမီရဲ့မန္တလေးရဲ့အတိတ်အရေးတွေကိုပြန်တွေးနေတယ် ပျော်ရွှင်ကြည်နူးစရာ၊ကျေနပ်နှစ်သက်စရာ၊ဂုဏ်ယူဝမ်းမြောက်စရာအဖြစ်အပျက်တွေကြီးအာယုံထဲမှာပေါ်လာတယ်။အနှစ်150 150မြုပ်ဒီနန်းဒီအနှစ်150ကိုကျိုးစိုးကုန်ပြူပြီးတပ်ပုံပြပွဲကျင်းပကြမယ်လို့လေ။ဒီလိုကျင်းပဖို့ရတဲ့လူတွေသူချီးကျူးမိရဲ့။ကိုမျိုးကိုတတ်နိုင်တဲ့ဘက်ကဂုဏ်ယူကြဂုဏ်ပြုကြတာပါလား။อืมเนเนอเปียบวยจิ้นบ่ายเนาะอ้ายาบ่ายตวายีจี้ปิดไหลออกมั้ยโหลจิ้งด้ามี ဒီတော့ပြပွဲကျင်းပမယ့်နေရာကဘူဂျိုအောင်ဆန်းလန်းနဲ့ရှင်ဆန်နီမှာလမ်းတော့မှာဓမ္မတလာခမ်းမကြီးမှာတဲ့နိုင်ငံတော်ပြည်ရည်တီအသင်းမိုင်ခမ်းမကြီးပဲဆရာမြတန်းတင်တို့ဆရာမဂျူးတို့ဆရာအော်ပီဂျေတို့ဆွမ်းအနာမကြရန်မုံကိုရဖို့ဟောပြောဝဲအဲ့ဒီခမ်းမမှာကျင်းပပြီးကလေးကမင်းမျိုးဒီခမ်းမအောင်မရောက်တော့တာအဲ့ဒီကြာနဲ့ဖတ်ပြီးကလေးကမင်းမျိုးတယောက်ဒီတက်ပုံပြဝဲကျင်းပမဲ့အကြောင်း မိတ်ဆွေတငယ်ချင်းတွေကိုသူ့အကျင့်အတိုင်းလျှောက်ပြောနေတော့တာပဲ။ပြဝဲကိုတငယ်ချင်းအပေါင်းအသင်းတွေလည်းကြီးကြပ်ရစေချင်တာလေ။ပြဝဲနာမည်ကကျွန်တော်တို့ချစ်တော်မန္တလေးဆိုပါလား။음ဒီပြဝဲမှာဓာတ်ပုံဆရာတွေတာမကဓာတ်ပုံဆရာမတွေများပါလိမ့်မလား။မန္တလေးသူတွေစကားပြောကြတဲ့အခါကျွန်တော်ကျွန်တော်နဲ့ပြောရကြတာကိုမင်းပြူသွားတတိယမိတယ်လေ။သူလက်တို့ရဲ့တငယ်ချင်းတွေကလည်းသူနဲ့စိတ်တူကိုယ်တူတွေကိုမျိုးကိုတန်ရောက်ပြင်ရှိကြသူတွေဆိုတော့ ပြပွဲအတွက်အားခဲထားကြတယ်။ဓာတ်ပုံပြပွဲမတိုင်ခင်တရက်ကသူ့ဆက်ဘင်းကိုအဖို့လုပ်ပြီးမင်းပြူပြပွဲချင်းပမဲ့ဓမ္မတာလခမ်းမာကြီးကိုချောင်းကြည့်ပြုံးပြန်လူပြိုလှဲ့မိသေးတယ်။ခမ်းမာထဲမှာလူတွေကဗုတ်ပြားတွေစီသူစီဓာတ်ပုံတွေချိတ်သူချိတ်နဲ့အလုံးများနေကြတယ်လေ။နိုဝင်ဘာဒီဇင်ဘာဆောင်းဟာဆောင်းမပြီးတော့ဘူး။အိယာထဲမှာစိမ့်နဲ့ကွေးရတဲ့ဆောင်းတွေကိုမင်းပြူလွမ်းမိရဲ့။ဒီနေ့တော့ခါတိုင်းနိုးနေကြအချိန်တည်းသူစောပြီးနိုးနေတယ်။ တပ်ပုံပြပွဲအတွက်စိတ်စောပြီးနိုးနှင်လာထင်ပါရဲ့မျက်နှာသိပြီးလို့လက်ဖေးဆိုင်ဘက်ထွက်ခဲ့တော့လမ်းမှာတွေ့ရမိတ်ဆွေလက်ဖေးဆိုင်ထိုင်ဘက်တွေကိုတပ်ပုံပြပွဲဒီနေ့စဖွင့်မဲ့အကြောင်းသတိပေးနှိုးဆော်လိုက်သေးတယ်အိမ်ပြန်ရောက်တော့ရေကိုခတ်သွက်သွက်ချိုးအောက်ခံစွကျဲကပါတစိတ်ဘာကြောင့်ညာမှမပါတဲ့အဖြူတဲ့တသက်စတစ်ကောလာနဲ့အင်ကြီးဖြူမိဝီကြလေးကောက်ရှူလိုက်တယ်သူ့စိတ်ကြိုက်ပလီကက်လုံးကြီးစင်းပြလေးကလည်းအဆင်သင့်အရေးဖက်နှက်ကိုမစည်းခင်ဂရီဘာသေးချူအစုံလုံးနဲ့သဘောတအဟောင်းလေးနဲ့ပုတ်တိုက်နေမိသေးတယ် ရေစိုးသောချူထားလို့အေးမိမှဆိုပြီးဆွဲထားချိန်ကျချောကလက်ရောင်လေးလိုရမယ်ရဝေးရအောင်ချိန်ကျကောင်းပြန်လိုက်တယ်။ဇပင်ကိုမှန်နေကြည့်ပြီးစစနာနာဖိလိုက်တယ်။မင်းပွဲဆိုပွဲမဟုတ်ပေမဲ့မင်းပြို့အတွက်တော့အရေးကြီးတဲ့ပွဲတော်ပဲတက်ရတယ်လို့ပါပဲလေ။ဒါကြောင့်သူ့ရှိတာလေးနဲ့မင်းပွဲဆိုပွဲတက်ရတယ်လို့ဝစ်စားသွားတယ်။သူရောက်သွားတဲ့အချိန်မှာခမ်းပါတယ်ကိုသူ့ထက်စောတဲ့ဝရီးရကောင်းတဲ့ပိဋကတ်တချို့ရောက်နှင်းလို့ဓာတ်ပုံပြပွဲကိုကြည့်နေနေကြပြီ။ပြပွဲကအဖွင့်ရသေးဘူးမပေါ်ဘူး။ ဖဲချိုးကင်မဲ့မော်ဒယ်မလေးတွေဘန်းကင်မဲ့မော်ဒယ်လေးတွေမြန်မာစံစံဖီလင်းချေတာပြီးဟန်တပြင်းမြင်နေ။ကြာပွဲဦးစီးချင်းပါကြတဲ့သူတွေထင်ပါရဲ့။တိုက်ပုံကိုစီနဲ့ပြာပွဲဖွင့်ပေးမဲ့သူကိုစောင့်နေကြတယ်။ပြာကန်းနဲ့ဝင်လိုက်ကလေးကမင်းပြူချက်တီးငွင်းချင်းတွေထထသွားတယ်။ဟိုးအရင်ခေတ်အမင်းပြူမမွေးမီကထက်ပုံတွေလည်းပါတာပါလား။ဟင်းနေမျိုးကလာကြော်သူပွဲရရွာသားကြီးစိန်မီသားရဲ့ကထင်းအလူမတန်းတက်ပုံဆိုပါလား ဒီဘက်ကတက်ပုံအင်းကြီးနဲ့ကိုလုံးခိုင်ခိုင်အသားညူညူကရောသားကြီးရဲ့ပုံမှာပဲတက်ပုံတွေကအဖြူမဲတက်ပုံတွေဆိုပေမဲ့တီတီညင်းညင်းနဲ့စက်တီရှိတော့မယ်ခမအပြင်းမဲ့စီကလက်ကုတ်တီးတန်နေမြင်းမြင်းဆန်းဆန်းကြားလိုက်ရတယ်အေကန်နာပြဝဲဖွင့်လှစ်လိုက်ပြီးထင်းတယ်မိုးပြန်ပူပေါင်းတွေကောင်းငင်ရံကိုပြန်တက်သွားကြရောမယ်ဖွင့်ပွဲဖွင့်ပေးမယ်လူကြီးမြင်းများနဲ့အတူတေးသက်တွေပြဝဲခမ်းမှလည်းဝင်လာကြတယ်ပြကန်းအလယ်မှာတော့စပွဲကလထိုင်းတွေခင်းထားပြီး စားစရာတွေခင်းကျင်းထားတယ်လေ။ဓာတ်ပုံတွေကြည်ကောင်းနေတော့မှသူ့လက်မောင်းကိုလာဆွဲလို့လက်ကြည့်လိုက်တော့မျက်တမှာစပေးရကိုအေးကြော်ပါလား။မန္တလေးမြို့မှာစောက်အငားဆိုင်တွေအစောဆုံးဖွင့်နေကြတဲ့ပုံပုံတွေရတဲ့ရောက်လေ။ဓာတ်ပုံလေးကိုအာယုံဆိုင်ကြည့်နေလို့သူတို့ကမမြင်သေးတဲ့မိတ်ဆွေမောင်နှံကိုလည်းခက်လန်းလန်းမှမြင်နေရတယ်။အမျိုးသားကြောင်းသားဟောင်းဝှို့လို့ဥထုံးအောင်ကြောလို့ဇနီးမောင်နှံလေး။ပွဲစားကုံငယ်များကထိန်တော်အသိဥက္ကဋ္ဌအရီတော်ဥလိဥကျော်သိန်း ငွေတားရီပဲခွဲဆက်ကဦးလေးဦးထွန်းသိန်းတို့ကိုလည်းတွေ့လိုက်တယ်။အောင်သမารီဟိုတယ်ပိုင်ရှင်ကိုသိန်းလွင်ကကင်မရာလေးတစ်လုံးနဲ့ဓက်ပုံလေးကိုဓက်ပုံထိုက်ရိုက်နေ။အဲ့ဒီနေ့ကပိတ်သက်ထဲမှာကိုမင်းပြိုတီးတဲ့လူတော်တော်များတယ်။မိတူကူဆက်နဲ့ကွန်ပျူတာစာကြည့်လုပ်ငန်းရှင်ကိုမင်းကျွဲ73ပြည်ရောင်းဝယ်ရေးလုပ်တဲ့ကိုပေါက်စီမော်တော်ဆိုင်ကယ်ပြင်တဲ့သူဒင်းကြီးဆိုင်ပိုင်ရှင်တိပြင်းညမန်းတက်မိသူတွေလည်းအများကြီး သူစိတ်ထဲမှာတော့မန္တလေးအတိတ်ရဲ့အရေးတွေကြည်ရတာပျော်ရွှင်ကြည်နုစရာကောင်းသလိုလက်စွမ်းပြကြတဲ့ဆရာရဲ့လက်ရာတွေကိုလည်းချီးကျူးမိတယ်။ဒါဟိုအရင်တော့ဗုဒ္ဓကြီးပဲ။ဘယ်နေရာနေရိုက်ထားတာပါလဲ။အော်အခုပုဂ္ဂလိကဘယ်နေရာလောက်စီရရိုက်ထားတာထင်ပါရဲ့။လင်းမြို့တယောက်ဘူကျုံအောင်ဆန်းမြင်းစည်းကြီးရုပ်နန်းတော်နဲ့မန္တလေးတောင်တော်ပုံကိုလည်းအလွမ်းပြေအကြာကြီးကြည့်နေမိတယ်။ဒါမြမအရှင်နှစ်ပါးရေသက်ချမသွားရတဲ့မဏိယေရနာယာမမြတော်ကြောင်းလိုက်ကြီးပါလား ခုတော့အနောက်ဘက်ကဥလီကပဲကျန်တော့တယ်။မတန်တပ်ပုံတွေရဲ့သမိုင်းတန်ဖို့တပ်ပုံပြောက်ပွဲမှာတွေ့ရှိပြီးအနှစ်150ပြည့်အကျိုးတပ်ပုံပြောက်ပွဲကိုသူပုံဝင်ကြနေတယ်။ဒါရောမင်းကြီးအုပ်ကြောင်းပဲ။ခေါင်းငယ်မှာတင်ပြပြရသေးတယ်။တင်တိုင်းတင်လိုက်တွေကနောက်ခံထားကြတော့ဟောင်းမင်းနဲ့ရှေးအဆောက်အဦကလမ်းဆန်းလှပနေတယ်။နာမည်ကျော်ရွှေအင်ပင်ကျောင်းရဲ့တပ်ပုံကိုလည်းမင်းပြိုနှစ်ခါပြန်ကြည့်မိရဲ့။အလိုဘာကြီးတတ်မှလား။ အရင်စည်းကြိုတော်ထဲမှာလှပွင့်နေညီမအချုပ်ဆိုင်ကဆက်စရာကြီးခါးရီတောင်ကိုင်းစားပြူနေပြီဘာကြီးတက်နဲ့အတူ၄ဒေါ်လဲပါတယ်စောက်ကောင်းစောက်တန်းတွေနဲ့တန်ကောင်းလို့သုံးစောက်ပြီးတကစားပြီးအများဆုံးဖြန့်ချီခဲ့တဲ့၄ဒေါ်သူ့ရဲ့ထူထဲတဲ့မျက်မှန်ကိုတက်ဆင်ပြီးဓာတ်ပုံတွေကို အဖိုးတန်ကြောက်မြက်တွေအနာအဆာရှာကြည့်သလိုကြည့်နေတယ်ဘာကြီးတန်းကိုတွေ့တော့ဘာကြီးတန်းကတော့ကြီးတော်ဝေကိုသတိရတယ်ဘာကြီးတန်းရဲ့ဆက်ချုပ်ဆိုင်ကိုထမင်းလာပို့တဲ့အခါ တနာခါချီသွုံကောင်းကောင်းလူပြီးသပင်ကိုကြာကြာနာနာထုံးလာလေးရှိတယ်။ဈေးကျိုထဲမှာကြီးတော်ဝေကိုလူတော်မများကတိကျွမ်းကြတယ်။မိတ်ဆွေရောင်းရင်းတွေရဲ့တာမှုနာမှုဆိုရင်ကြီးတော်ဝေထိတ်ဆုံးအကူညီတတ်ပြီးဆရာတော်သမားတော်ကြီးတွေကိုလည်းသူတို့မိသားစုကရိုသေကိုင်းဆိုင်ကြတာချီးမွမ်းအတူယူလောက်တယ်။ဗာကြီးတန်ကလေးတော်ကိုလက်တလှဲ့ဆွဲလေးတော်ကဗာကြီးတန်ကိုအဖော်ပြူပြီးပြထားတဲ့ဓပုံလေးဓပုံကြီးဓပုံစိန်နေနေပြီးကြည်နေကြတယ်။ဟိုးအရင်တုန်းကဈေးကျိုအလဲပေါက်ပုံ ချင်းလေးလေးကောင်ရံနဲ့ရှေးနာရီစင်ပုံလေးကိုကြည့်ပြီးဘာကြီးတန်းတို့လေးတော်တို့ရှေးဟောင်းနောက်မြစ်တွေကိုပြန်တိရကြတယ်ထင်ပါရဲ့ပြကန်းကပြန်ထွက်ခါနီးမှာမျက်ရည်တွေကိုစီနေလေတယောက်နဲ့တယောက်ဖေးမပြီးတလန်းချင်းတရီတွေထွက်သွားကြတယ်နောက်တစ်နေ့မနေ့ရောက်ပြန်တော့မင်းဖြူတက်ပုံပြပွဲကိုထပ်ကြည့်ခြင်းစိတ်ပေါ်ပြန်ရောလက်ဖက်ရည်ဆိုင်မှာလည်းအနှစ်150အကျိုးတက်ပုံပြပွဲအကြောင်းကြီးပဲပြောနေကြတယ်အဲ့ဒီပြောဆိုသံတွေကသူ့ကိုလှုံ့ဆော်လေးသလား ဒါမှမဟုတ်ပြဝဲရဲ့ဓာတ်ပုံတွေရပဲတစ်ခါမကနှစ်ခါမကကြည့်ကျင်လာအနုပညာလက်ရမြောက်လေလားအကြောင်းနှစ်ခုစလုံးကြောင့်ဖြစ်မှာပါပဲလေဒါပေမဲ့ဖွင့်ဝဲနေကလို့မနဲ့စောစောမသွားနိုင်ဘူးသူ့တူတယောက်ရဲ့မင်္ဂလာအက်ခံပွဲမှာကုညီပြီးအက်ခံပေးနေရတယ်မင်္ဂလာဆောင်ကအပြန်ဓာတ်ပုံပြဝဲကိုတောက်လျှောက်ဝင်ကြည့်တာမို့သူ့မှာအဝိစာတိတိလွန်လွန်နဲ့နေနေတော့ကအပတရပုံဖြစ်အောင်ကြည့်ခဲ့တဲ့မင်းပြိုခမညာဒီနေ့ထက်ကြည့်တော့လဲဓာတ်ပုံအစ်စ်တွေကြည့်ရတယ်လို့ပဲခံစားမှုအစ်စ်တွေဖြစ်ပေါ်နေတယ် လေးသိမ့်တဲ့တကားပုံအတုမရှိအမှုအလှမန္တလေးတက္ကသိုလ်ဘိမစာအရှိပြန်မှန်ကျောင်းတော်ကျောင်းတော်မဟာကုတိနာတပ်ပုံတွေရပိတ္တကိုဆွဲဆောင်မှုရှိလာတယ်။မိင်္ဂလာဆောင်မှာသူအပြောကောင်းလို့တပ်ပုံပြပွဲကိုသွားနှင်တဲ့မိတ်ဆွေတချို့တောင်မှကြာကန်းရဲ့အလယ်နားစီရောက်နှင်နေကြပြီ။1990ဟိုဘက်စီကဈေးကြုံစီယုံလဲကဗမာခေတ်စာအုပ်ဆိုင်မိသားစုခိုင်ရွှေဝဖနက်ရှင်ဦးလေးတော်တို့မိသားစု ချွေဆိုင်တန်းကဦးလေးဦးဝင်းမောင်နဲ့တာကူခင်မောင်တန်းတို့လည်းပြပွဲရပုံနဲ့ငေးမောကြည့်ရှုနေကြတယ်။အရင်စည်းကြိုသူစည်းကြိုသားတွေသူတို့ရဲ့လွမ်းမောပဲစည်းကြိုဟောင်းကြီးကိုအလွမ်းမြေလာကြည့်ကြတာထင်ပါရဲ့။ဈေးဥပေါရောင်းရတဲ့ဓာတ်ပုံတွေမှာအနီရောင်စတေကလေးတွေကတ်ထားလဲမင်းမျိုးသတိထားမိပြီ။အဲ့ဒီဓာတ်ပုံဆရာတွေအတွက်ဂုံယူဝမ်းသာမိရင်လေ။အော်ဘာကြည့်တယ်လဲဒီနေ့ပါဆက်လာတကူ။မနေ့ကအတူလာတဲ့လေးတော်အပြင်မင်းပြိုမတိတဲ့ကြီးကြီးရွယ်အမျိုးသမီးကြီးလည်းပါတယ်။ ជីជីရဲ့ပုံတော်ဖနက်ကစင်ကလေးပါရောင်ဖိတ်ဖိတ်လက်မနေရှာဘူးခက်မိန်မိန်ပါပဲသူကြီးရွယ်ကောင်းမလေးကိုတပ်ပုံတပုံချင်းကြည့်ပြီးရှိပြီဟောင်းလေးပြန်ပြောနေကြတယ်မန္တလေးမြို့ကြီးကတရွေ့ရွေ့တဖြည်းဖြည်းပြောင်းလဲနေတာမို့တကြီးစကားသက်ငယ်ကြားဆိုလို့ပြောပြစရာတွေအပုံပင်ရှိတယ်လေဟောဒါအလင်းကားကြောင့်ရွှေမန်းတင်မှကပြခဲ့တဲ့တရုတ်တန်းဆက်ယုံကြီးဟောရာရွှေမန်းကျက်တည်ရောဆောင်မတူပနိုင်သောနိုင်ငံတော်နှကားဆေးလိပ်ကုမ္ပဏီပိုင်ရှင်ဖျားမအเจ้าမကြီး သူ့တူတူမတွေကိုအလှပေးတော့ညမှာထွန်းညီထားတဲ့အလှမန်းတဲ့ကြီးရဲ့ညာခင်အလားဟောဒီပုံကရာပြေခွင်းမှာကြီးကြီးကျယ်ကျယ်ခန်းတနနာကျင်းပခဲ့တဲ့အနှစ်တရာပြေပွဲရှူခင်းပေါ့နန်းလေးတောင်တော်ကရိုက်တာမြေကလေးကိုရှင်းပြနေတဲ့ကြီးကြီးခင်ဗျာမျက်ရည်လေးဆန်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 းနဲ့ဗာကြီးတန်းတို့လေးတော်တို့လည်းတရုတ်အမွေးပေါ်လက်ကင်ဘွားလေးနဲ့သူတို့မျက်လုံးရဲ့အစွန်းတွေကိုတို့နေကြတယ်မင်းမျိုးလည်းကုစားတီဖြစ်တဲ့မန်းလေးကိုတန်ရောစင်ကြီးတယ်လို့ကိုကိုကိုအထင်ရှိတဲ့လူတစ်ယောက်ပဲ ဒါပေမဲ့မင်းပြူတို့မိသားစုကဈေးကြိုတော်ကြီးကိုဈေးဝယ်ယုံလောက်ရောက်ဘူးလား။ခကြီးတန်တို့လေးတော်တို့လိုဥပုံနေကလည်းဈေးကြိုမှာတနေကုန်ကြရတဲ့သူတွေမဟုတ်ကြဘူး။တန်ရုံးစင်ချင်းတူပေမဲ့ဈေးကြိုတော်မှာပိုးပြီးအနေကြတဲ့သူတွေခမအလွမ်းပူတာပါလား။နမ်းမြူရိုးနဲ့မန္တလေးနဲ့ခွဲခြားလို့မရသလိုဈေးကြိုတော်နဲ့မန္တလေးသူမန္တလေးသားတွေနဲ့ခွဲခြားလို့မရဘူး။မိသားစုအများကြီးတီးမိခဲ့ကြတဲ့ဈေးကြိုတော်ကြီးလေး တင်းသာချန်နယ်တွေထဲမှာပါတဲ့တင်းနဲ့ကြော်ညာတွေကြောင့်ထင်ပါရဲ့။တယောက်ဝဲနောက်ဆုံးရက်ကပိုကြီးစီကားတယ်။အဲ့မတန်းဆောက်အနာမှာမတန်းရေးကြသူတွေအများကြီး။တယောက်ဝဲနဲ့ပတ်သက်ပြီးတယောက်ဝဲမှာပြကြတဲ့ဓာတ်ပုံတွေနဲ့ပတ်သက်ပြီးဝေးပန်းအကြံပေးချီကျူးကြတာလေ။နောက်ဆုံးနေ့မှတယောက်ဝဲရဲ့လူတွေတိတ်စီရဲ့။လူငယ်တွေရဲ့လူကြီးတွေပါဆုံးလို့။ယဟန်တန်ကတော့တိလရှင်တွေပါလာကြတယ်။ဒါကြီးတန်း ဒေးတော်နဲ့ជីជីတို့ဟာမင်းပြိုတဲ့အရင်အိုးအောင်ရောက်နေနေကြတယ်။တက်ပုံဟောင်းတွေဟာလွမ်းတဲ့သူအဖို့တော့လွမ်းလောက်စရာတွေနဲ့အတိပဲ။ရှေးတုန်းကဈေးကြိုတော်ကြီးကိုကြည့်ပြီးမြည်ကြကြတဲ့ဘာကြီးတန်းဟေးတော်နဲ့ជីជីတို့ကိုမင်းပြိုနားလေခံစားနိုင်နေ။ညီပူလေးအခုဆိုရင်တော့ပိုဆိုးပေါ့နော်။ငလျင်ကြီးလှုပ်ပြီးကလေးကသမိုင်းမွေနေ့တည်းအများကြီးပြည့်စည်ဆုံးဖြုံးနေတာဆိုတော့ ဒီတက်ဖို့မှတ်တမ်းတွေပဲကြံခဲ့ရှာတော့တယ်။အဆုံးထိနာသင်ပေးခဲ့ကြတဲ့အတွက်တူတယောက်ချင်းဒီတိုင်းကိုဂျေဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပေးခြင်းကြမှာကြပါစေ။